ဒီဗီဒီယိုလေးမှာတော့ဘက်ထရီအပူလဲဆောင်းထားလို့ရမယ်ပြီးဆိုရင်ဘက်ထရီလည်းအလွယ်တကူအဖြုတ်တက်လုပ်လို့ရမယ်မိရင်လေးဘယ်လိုလုပ်ရမလဲဆိုတော့ပြပမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမှာဒီမိရင်ပုံစံလေးရှိတယ်ဒီမှာဆိုရင်ဒီဘက်ထရီလေးကိုကိုကအလွယ်တကူပဲဒီမှာဒီဘက် slot လေးလေးကိုဒါဘက်ထရီလေးကိုဒီမှာတက်ပြီးတော့သုံးလိုက်ရပြီဒါဆိုရင်ဘက်ထရီလေးဒီမှာထည့်လိုက်ပြီထည့်ပြီးတော့စပြီးသုံးလို့ရပြီဟုတ်ပြီဒီဘက်ထရီလေးအပြည့်သွားတဲ့ခါမှာဒီကောင်အလွယ်တကူချက်ပြီးတော့နောက်ထပ်ဒီဘက်ထရီတစ်လုံးနဲ့ထပ်ပြီးတော့အပူဘက်ထရီအပူဆောင်ပြီးတော့ တုံးလို့ရတယ်ဥပမာဒီကောင်အပြည့်ပြီဆိုရင်ဒီကောင်ချိုးလိုက်မယ်ပြီးတော့နောက်တစ်လုံးဒီကောင်ထပ်ပြီးအသွင်းလာမယ်ဒါဆိုရင်အားလည်းအကြိုက်တုံးလို့ရမယ်ဒီမှာဆိုရင်800 mAh ပါတယ်အဲ့လိုဆိုတော့တော်တော်လေးကိုမိရအထုံးခံတယ်ဒါဆိုရင်အခုဒီမှာသူ့အပြည့်သိမ်းမယ်ဆိုရင်တော့ဒီကောင်လေးတွေအလိုတကူဝယ်လို့ရပါတယ်ဒီကောင်လေးနဲ့အပြည့်သိမ်းလို့ရတယ်ဒီမှာဆိုရင်သူကခလုတ်လေးဒီခလုတ်လေးပါမယ်ဒီမှာအသွင်းမယ်ဆိုရင်ဒီကိုဒီတိုင်းလေးထိုးလိုက်မယ်ဒါဆိုရင်ဘီပလက်ထိုးပြီးအသွင်းလို့ရပြီဒါဆိုရင်ဒီခလုတ်လေးရတယ်ဒီချာချာလေးရတယ်အလိုတကူဝယ်လို့ရတယ် ီးတော့ဘက်ထရီကိုလည်းအလွယ်ကူဖြောက်သုံးလို့ရမယ်။လင်းအားကလည်းကောင်းတယ်။အဲ့တော့ဒီမီဒီလေးတစ်ချက်ဒီမှာစမ်းကြည့်မယ်။ဒါဆိုရင်ဒီမှာအဲ့တော့ဒီမီဒီဒီမှာစမ်းကြည့်တာဟုတ်ပြီ။ဒါကပထမဆင်၊ဒါဒုတိယဆင်၊ဒါကတော့နောက်ဆုံးဆင်ဒီမှာပိတ်ဖွင့်လုပ်လို့ရမယ်။အဲ့တော့ကိုယ်တိုင်လည်းဘက်ထရီကိုအပူဆောင်ထားလို့ရမယ်။တခုခုဘက်ထရီလေးပြတ်သွားဆိုလဲအလွယ်တကူပဲဖြုတ်လဲလို့ရတယ်ဒီလိုမီးရိမ်မျိုးလေးဘယ်လိုလောက်ရမလဲဆိုတာကိုပြပြပြမှာဖြစ်ပါတယ်အဲ့တော့အခုလိုမီးရိမ်လေးလုံးမယ်ဆိုရင် ပါလေးတွေလိုလဲဆိုတော့ရင်စပြောမယ်အဲ့တော့ဒီမှာနံပါတ်1နံပါတ်2နဲ့ဒီမှာမီးပြားလေးလိုမယ်ဒီမီးပြားလိုမယ်ပြီးဆိုရင်ကြတော့ဘက်ထရီဟိုရာလေးလိုမယ်နောက်ပြီးဆိုကြတော့ဒီမှာအရေးကြီးတဲ့ချက်ဒီမှာဒီမှာခြာခြာကက်လေးလိုမယ်ဒီခြာခြာကက်လေးလိုမယ်ပြီးဆိုရင်ဒီကလစ်လေးလေးလိုတယ်ဟုတ်ပြီအဲ့တော့ဒီကလစ်လေးလေးဘာလို့သုံးနေရလဲဆိုရင်ကြတော့အလွယ်တကူပဲကိုမကိုမလောက်တာမဟုတ်ဘဲတခြားသူလောက်လဲအဆင်ပြေအောင်ကိုရန်နေပြီဘယ်လိုဖြစ်ဖြစ် ပြန်လဲခြင်းလဲအစီအမံဒီကလစ်လေးတောင်းထားပြပါတယ်တခါကြည့်ရရင်ခဲဆိုတာကြတော့ခဲကောက်ရှိမှတို့ပါတို့တချို့ကတော့ခဲကောက်ရှိရင်အဆင်ပြေတယ်ခဲကောက်မရှိရင်တော့အဆင်မပြေအဲ့ဒါကြောင့်မလို့ဒီခဲကိုနည်းနှံတဲ့မြန်နေအောင်လို့ဒီမှာကလစ်တွေတောင်းထားပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီလိုဒီမှာတော့ခဲဆော်ထားမှရမယ်ဒီမှာခဲဆော်မယ်ပြီးဆိုရင်ဂျန်တဲ့ပိုင်းမှာတော့ဒီမှာကလစ်လေးတွေနဲ့ဆက်မယ်ဟုတ်တော့ဒီမှာဆိုရင်ဒီ charger ကလေးကိုပြောပြပါမယ်ဒီမှာဆိုရင် charger ကလေးမှာဆိုရင်အားလုံးကျိုး၄ကျိုးပါလာတယ်ဒီဘက်မှာကျိုး၄ကျိုးပါတယ်ဒီဘက်မှာ၂ကျိုး အနီးရဲ့အနက်ရဲ့ရှိမယ်ဒီဘက်မှာနှစ်ကြိုးအနီးအနက်ရှိမယ်အဲတော့တစ်ဖက်ကဒီနှစ်ကြိုးစီဘက်ထရီကိုဓာတ်အချိန်ဆက်ကမယ်ဒီဘက်ကနှစ်ကြိုးကကြတော့ဒီနှစ်ကြိုးကကြတော့ LED မြေပြောင်းအချိန်မှဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုဒီမှာချက်ကြည့်မယ်ဒါဆိုရင်ဒီမှာဒီမှာဆိုရင် B+ B- ဆိုတာရှိတယ်ဒါဆိုရင်ဒီမှာ B+ နဲ့ B- ဆိုတာရေးထားတယ် B+ B- ဆိုတာရေးထားတယ်ပြီးတော့ A+ A- ဆိုတာလည်းဒီမှာရေးထားတယ်ဘီဘလက်ဘီမိုင်းနက်ကကြတော့ဒီဘက်ချမ်းရှိတဲ့ဘီဘလက်ဘီမိုင်းနက်က ဘက်ထရီနဲ့ချိန်ကမြောက်အောင်ဟိုဘက်ဂျန်ရမှာရှိတယ် VBL VBL M9 ဆိုတာကြတော့ LED မီပြအောင်ချိန်ကမြောက်အောင်အဲ့တော့ဒီကောင်လေးကအရေးကြီးပါတယ်ဒီဘက်နှစ်ကြိုးစီဘက်ထရီကိုချိန်မြောက်အောင်ဒီဘက်နှစ်ကြိုးစီ LED ကိုချိန်မြောက်အောင်အဲ့ဆိုတော့ဒီကက်လေးကဘယ်မှာသုံးတာလဲဆိုရင်ဒါအာသီမီလုံးအဝါလေးမှာသုံးတဲ့ကက်လေးဒါဒီ charger လေးလေးဒါလည်းအာသီမီလုံးအဝါလေးမှာတွေ့ရများတဲ့ မိပြားလေးတွေဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုစပြီးတော့ဆင်မယ်အဲဆိုရင်နောက်ထပ်ဗားလေးတစ်ခုလိုမလဲဆိုရင်ဒီကောင်ကိုအထိုင်ချဖို့အတွက်ကိုဒီမှာဒီပောက်ကလေးတစ်ခုလိုမယ်အဲဆိုရင်ဒီပောက်ကလေးမှာတော့ကြိုးပြီးတော့ဒီမှာအချိန်ကြာနေမှာဆိုတော့အပေါက်လေးကြိုးဖောက်ထားတယ်အဲ့တော့ဒီဟာလေးစပြီးတော့မိပြားလေးကိုစပြီးတော့ထည့်မယ်ဒါဆိုရင်လည်းမိပြားပလက်မိုင်းနဲ့ဝင်မှုနေရာကိုဒီမှာလောက်ထားတယ်ဒါဆိုရင်ဒါဆိုရင်အပေါက်လေးတစ်ထည့်တစ်ခါထည့်လိုက်မယ်ဒါဆိုရင်ဒီမှာ ါဆိုလူလေးလောက်လိုက်ဖောက်ပြီးပြီးဆိုမလောက်ဖို့လို့မလဲဆိုရင်ဒီမှာမူလီလေးနှစ်ခုကျက်ဖို့လို့မယ်ဒါဆိုဒီညာလေးမှာမူလီလေးကျက်မယ်ဒါဆိုဒီကောင်ကိုမူလီကျက်မယ်ဟုတ်ပြီနောက်ပြီးတော့ဒီကောင်ကိုနောက်ထပ်တစ်ဖက်ကျန်တဲ့ညာလေးကိုမူလီထပ်ပြီးကျက်မယ်ဒါဆိုရင်ဒီမှာမူလီမူလီကျက်လိုက်ပြီဒါဆိုရင်ဒီကောင်လေးနည်းနည်းလှုပ်နေသေးတယ်နည်းနည်းလေးကျက်မယ် ဟုတ်ပြီကြံပြီဒါဆိုရင်ဒီမှာအရှိပိုင်းလေးတို့ပြပြီးဟုတ်ပြီနောက်ထပ်ကျတော့သူ့ကိုဘက်ထရီဟိုရာတွေပါတက်ဖို့နေရတယ်ချမယ်အဲ့ဆိုဒီမှာသူ့ရဲ့အောက်ခံဒီကောင်အောက်ခံခွက်ကလေးအဲ့တော့ဒီကောင်လေးကိုဒီမှာဘက်ထရီလေးကိုဒီမှာလည်းအပေါက်ပေါက်ချိုးပြီးဖောက်ပြီးပါပြီဒီမှာဆိုရင်ဒီမှာဘက်ထရီကျက်တဲ့နေရာလေးပါလာတယ်မူလီကျက်မဲ့နေရာလေးမူလီရနေပြီးဒီမှာမူလီမူလီကျက်မယ်ဟုတ်ပြီဒါဆိုတော့ဒီနေရာမှာအနှုတ်ရိုးလေးသွင်းမယ်ဒီမှာ ပေါင်ဂျိုလေးဒီကနေ့ကကြိုပြီးပေါက်ဖောက်လိုက်တာပါဒါဆိုတော့ဒီမှာအပေါင်းနှုတ်လေးတွေကိုဒီမှာထည့်ပြွားပြီးအဲ့တော့ဘက်ထရီလေးကိုမလှုပ်အောင်ခိုးတာလေးကိုမှကြက်မယ်မူလီနဲ့ကြက်မယ်အဲ့တော့ဒီနေရာမှာဒါလေးဒီမှာကြက်လိုက်ပြီအဲ့တော့ဒါလေးကဒီမှာຢာပြီဒီကောင်လေးကြက်လိုက်ပြီပြီးပြီဆိုရင်ကျတော့ဒါဆိုရင်အထိုင်လေးဒီမှာအထိုင်လေးຢာပြီအဲ့တော့ဒီကောင်ဆာချာကတ်လေးကို ဒီဘက်အထိုင်ထဲမှာပဲဒီမှာထည့်ရမယ်အဲ့ဒီတော့လည်းအပေါက်လေးကျိုးပြီးဖောက်ပွားပြီးဒီကြောင်းလေးကနေဖောက်ထားတယ်ဒီမှာဆိုရင်ဒီမှာဒီလိုလေးထည့်မှာဒီလိုလေးထည့်မှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကိုဒီနှစ်ကျိုးကဒီဘက်အရှိနှစ်ကျိုးက LED မီဒီဘက်အတူလေးက battery ကိုသွားမယ်ကောင်အဲ့တော့ဒီကောင်လေးနှစ်ကောင်ကိုအရင်ထည့်မယ်ဟုတ်ပြီဒီဆိုရင်ဒီဘက်ကောင်လေးထပ်ပြီးလာမယ် ဒါဆိုတော့ဂျိုးလေးတွေအကုန်လုံးဒီဘက်ပေါက်တွေထည့်လိုက်ပြီးအဲ့လိုပြီးပြီဆိုရင်ဒီကတ်ကလေးညှိသွားအောင်လို့ဒီကောင်ကိုဒီကတ်လေးကိုမူလီနဲ့ကြက်မှရမယ်အဲ့တော့ဒီကောင်လေးတွေကိုဒီမှာမူလီကြက်မယ်အဲ့တော့နောက်ထပ်မူလီစလုံးထပ်ပြီးကြက်မယ်ဒီဘက်အထိုင်လေးမှာမူလီထပ်ကြက်မယ် ဒါဆိုရင်ဒီကောင်ကဒီမှာမူလီထပ်ပြီးရောက်လိုက်ဒါဆိုရင်ဒီကောင်လေးကိုဒီမှာထည့်ပြွားပြီးဒီကောင်လေးမထည့်ပြွားအဲ့တော့ဒီကောင်အတွက်အဖုံးလေးကကိုယ်တိုင်မှာပြုတ်လောက်ထားတဲ့အဖုံးလေးမှာဒီကောင်လေးကိုကြတော့ဟုတ်ပြီဒီမှာဆိုရင်ဒီဘက်ကောင်လေးကကြတော့ဒီတန်ကောင်လေးနဲ့ကခြားခြားနဲ့အသွင်မဲ့ကောင်ဒီဘက်ကောင်လေးကသူ့ကိုအပုတ်ဖိန်လိုမဲ့ခလုတ်ဒါအပုတ်ဖိန်လိုမဲ့ခလုတ်ဟုတ်ပြီဒါတော့ဒီမှာဒီအဖုံးလေးကိုဒီမှာထည့်လိုက်မယ်ဒါဆိုရင်အဖုံးလေးထည့်လိုက်ပြီဒါဆိုရင်ခလုတ်ထည့်ကြည့်မယ်လွယ်လာမလွယ်လာကြည့်မယ် ။ဒါဆိုခလုတ်လွတ်တယ်။ဟုတ်ပြီဒါဆိုတော့ဖက်ထရီဂျွိုင်းဖို့အစီအစဉ်လေးသွားမယ်။ဒါဆိုရင်ဒီနှစ်ကြိုးကခုနပြောခဲ့တဲ့အတိုင်းပဲဒီကောင်စီဒီနှစ်ကြိုးစီဘက်ထရီကိုချိန်မဲ့ကောင်။အဲ့တော့ဒီနှစ်ကြိုးဘက်ထရီချိန်မဲ့ကောင်။အဲ့တော့ဒီမှာဆိုရင်ဒီအနီကဒီမှာဒီမှာဒီမှာလာတဲ့ဒီဘက်ထရီအကျိုးထိုင်ရိုက်ဆက်လို့ရတယ်ဆက်မယ်ဆိုရင်ခဲဆော်ရမယ်ခဲဆော်ရမှာဆိုတော့ခဲမတူကျင်တော့ဒီမှာဒီမှာဒီကလစ်လေးနဲ့ drive မှာဖြစ်ပါတယ်အဲ့တော့ဒီကလစ်လေးနဲ့ပဲဒီမှာဘက်ထရီရဲ့အနီလေးနဲ့ဘက်ထရီရဲ့အနီလေးညှက်မယ် ခုနကပြောတယ်ဒီမှာဒီကျိုးလေးကို battery ရဲ့ဒီဘက်ဒီမှာဒါဆိုရင်ဒီ battery ရလာတဲ့ကျိုးဒီမှာ battery အပေါင်းဟုတ်ပြီနောက်ထပ်အမဲလေးဒီအမဲလေးရှိမယ်ဒီအပင်အတိုလေးအဲ့အတိုလေးကိုလည်းဒီဘက်မှာ click ထည့်မယ်ပြီးတော့ဒီမှာ battery holder လာတဲ့ဒီကျိုးလေးဒီကျိုးလေးကိုဒီမှာထည့်လိုက်ဒါဆိုရင် battery ကိုချိန်ထားပြီးပြီးသွားပြီဒီမှာဆိုကျိုးလေးနည်းနည်းဆွဲကြည့်လိုက်ပါ ည်းနည်းလှုပ်နေတယ်ဆိုရင်ပြန်ပြန်ပြန်တက်ကမယ်နော်မမှားမှဆိုဒီမှာဆိုရင်ဘက်ထရီတော့ကပြီးပြီဟုတ်ပြီဒါတော့တက်ကြတော့ဒီမှာဒါလေးနှစ်ခုပဲကျန်တော့မယ်ဒါလေးနှစ်ခုကကြတော့ခုနပြောသလိုပဲ LED မီးပြားကိုချိတ်ကမယ်ကောင်နှစ်ကျိုးဒီမှာပင်အရှိနှစ်ကျိုးရှိတယ် LED ဒါကိုချိတ်မယ်ဒါဆိုရင်ခုနဒီမှာ LED ဒီမှာ LED ရဲ့ပေါင်းနှုတ်လေးကိုဒီမှာကလေးလေးနဲ့ join မယ်ဒါဆိုရင်ဒီနေရာမှာဒီမှာကလစ်ထည့်လိုက်မယ် နောက်ထပ်ဒီမှာဆိုရင်ကလစ်လေးထည့်လိုက်မယ်ဟုတ်ပြီဒါဆိုတော့ဒီမှာဆိုရင်သူကလစ်လေး join ပြသွားပြီနောက်ထပ်ဒီမှာဆိုရင်ခုနကဒီမီးပြားရဲ့အပေါင်းအနှုတ်ကိုဒီမှာစက်ကပြလာတဲ့ဒီအပေါင်းအနှုတ်ဒီအင်းဒီနှစ်နှစ်ကျိုးနဲ့ဒီမှာ drive မှာပုံမှန်ဆိုရင်ဒီမှာဒီမှာဒီကလစ်မခံမဲနဲ့ဒီကောင်နဲ့ခဲဆိုရမှာအဲ့တော့ခဲတို့ကနည်းနည်းတည်းမြန်နေအောင်လို့ဒီမှာကလစ်လေးခန္ဓာကြီးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာအမဲဒါဆိုရင် အမဲကျိုးလေးဒီမှာကလစ်ညှက်လိုက်ပြီအဲ့တော့ ောက်ထပ်ဒီမှာဒီကောင်ကိုအနီကျိုးလေးဒီမှာကလစ်တွဲလိုက်ပါဟုတ်ပြီဒါဆိုတော့ဒီမှာဆိုရင်စက်ကပြလာတဲ့ကျိုးလေးရင်ကြည့်မယ်ဒါစက်ကပြဝင်လာတာဒီဘက်နှစ်ကျိုးကဒီမှာမိပြားကိုသွားတယ်နောက်ထပ်ဒီနှစ်ကျိုးကဒီဘက်ကဟိုရာကိုသွားတယ်အဲ့တော့ဒီကောင်လေးကတက်ဆင်ပုံလေးကပြီးပြီအဲ့တော့ဒီကောင်လေးကိုအခုဒီမှာဒီတိုင်းလေးချလိုက်မယ်ဒါဆိုရင်ဒီကောင်လေးအခုဆင်လို့ပြီးသွားပြီ ။ဒါဆိုရင်ဒီနေရာမှာဆိုရင်တော့ခုနပြောသလိုပဲအားသွင်းမှာဆိုရင်ဒီနေရာမှာရှိတဲ့ဒီမှာဒါအပြင်ဆိုင်ဒီမှာလည်းအလွယ်တကူပဲလုပ်ရတယ်။ဒီမှာမီလုံးအဝါသွင်းနဲ့အားသွင်းကြိုးလေးနဲ့ဒီမှာအားသွင်းရမှာဖြစ်ပါတယ်။ဒါဆိုတော့ဒီကောင်လေးအခုပြန်ဆန်းကြည့်မယ်။ဟုတ်ပြီခုနကဆင်ခဲ့ပြီးသားတွေကိုဒီမှာကလောက်တွေလောက်ပွားပြီးအားသွင်းကောင်းတွေလောက်ပွားပြီးဒီမှာဟိုရာတစ်ထည့်ပွားပြီးမိပြားတွေလည်းကြက်ပြီးပြီဆိုတော့တစ်ချက်အဆင်ပြေပြေဆန်းကြည့်လိုက်မယ်။ဒါဆိုရင်ဒီမှာအော်ဒီကောင်လေးကိုခုဖွင့်ကြည့်လိုက်တော့ ဒါဆိုရင်အဆင်ပြေသွားပါပြီ။ဒါဆိုရင်လည်းခုနတိုင်းပဲလင်းရတယ်ဒီမှာကောင်းတယ်ဒါဆိုရင်ဒုတိယအဆင့်ဒါဆိုရင်နောက်ဆုံးအဆင့်ဒါဆိုရင်ဒီလိုမီးလုံးလေးတွေကိုအလွယ်တကူကိုယ်တိုင်ပြုလုပ်လို့ရပါတယ်ခက်တာလည်းမခက်ပါဘူးကျိုးလေးနှစ်ချောင်းပဲပါပါတယ်ကျိုးလေးနှစ်ခုပါတယ်ပုံမှန်နောက်ထပ်တစ်ခုကကျတော့ဘက်ထရီတွဲတဲ့ကျိုးနောက်ထပ်တစ်ခုကကျတော့ LED မီးပြောက်သွားတဲ့ကျိုးဒါဆိုရင်ဒီလိုမီးရင်လေးဆင်လို့ရပါပြီဘက်ထရီလေးကိုလည်းအလွယ်တကူကိုကမဟုတ်ဘူးတခြားလူဆိုလည်းကိုအိမ်ကဘယ်လိုပဲဖြစ်ဖြစ် ဘက်ထရီလေးအကုန်နဲ့ဆိုလဲချုပ်ပြီးလဲလို့ရတယ်ဘက်ထရီပျက်စီးပြီဆိုလဲကိုယ်တိုင်အလွယ်ကူချုပ်ပြီးလဲလို့ရမှာဖြစ်ပါတယ်ဒီလိုမျိုးရင်းလေးတွေကိုကိုယ်တိုင်အကျဆင်ကြည့်လို့ရမှာဖြစ်ပါတယ်